အပြော်တန်းတစ်တော့ဆော့ရင်တရုတ်ဆောင်ဂွန်းပုံနဲ့တူလို့နမဲကြီးနေတဲ့ဆုရတီဦးပရဒမြလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာတော့နမဲကြီးအနှွေးပညာရှင်နေတဲ့ရုတ်ချင်းတူပီဆယ်လီဖြစ်နေတဲ့သူတွေကလည်းဒုနဲ့ဒေပါပဲမြမြအောင်ရဲလင်းရန်အောင်ထထမိုးဦးအိမ်ထွားကျော်စင်တမုံမြင့်တို့နဲ့တူတဲ့ဆယ်လီတွေလည်းရှိသလုံးအခုခါမှလည်းဇပိုဆိုင်ရန်တဲကနမဲကြီးတရုတ်ဆောင်တက္ကသိုလ်ဂွန်းပုံနဲ့တူတဲ့ကလေးမလေးတယောက်ကတစ်တော့မှနမဲကြီးပြီးလူပြောများနေပါတယ်ကလေးမလေးရဲ့နမဲကတော့ဆုရတီဦးဖြစ်ပြီးအသားကလည်းအခုမှ၁၇နှစ် နှစ်နှစ်လောက်သာရှိသေးတာပေါ့။ဆိုရတီဦးလေးကသမရဲ့မိသားစုနဲ့တက်တော့ဆော့ရင်အခုဆော့ရင်နမဲကြီးဆယ်လီတယောက်ဖြစ်နေပါပြီ။ပျော်ရန်တက်တော့ဆော့ရင်ကလည်းတယောက်ဆောင်ဂုံမုံရဲ့ဇဝင်ခန်းလေးကိုပြန်ပြီးတယောက်ဆောင်ကပရိသတ်အပေမှုတွေရရှိခဲ့တာပေါ့။ဆိုရတီဦးဟာဂုံမုံနဲ့ရုပ်ချင်းတူတယ်လို့ခနာကိုချိုးစားကလည်းအရက်ပုပ်ပုပ်တေးသေးလေးနဲ့ပြပြလေးဖြစ်နေတာကြောင့်ဂုံမုံအသေးစားလေးဆိုပြီးအလုံးကထောက်ခံနေကြတာပေါ့။ နောက်ပြီးဂုံမုံရဲ့ item တွေအတန်တွေနဲ့တက်တော့ဆောက်ရင်ပြပြင်းတဲ့အမှုရာတွေကြောင့်တဖြည်းဖြည်းနဲ့အဖေးသူတွေများပြားလာကအခုဆိုရင်နမဲကြီးဆယ်လီတယောက်ဖြစ်နေတဲ့အထိပါပဲဆုရတီဦးလေးဟာငယ်စဉ်ကတည်းကတက်တော့ဆောက်တာကိုဝါသနာပါပြီးအိမ်ကမိသားစုနဲ့အတူဆောက်နေကြပါအခုရေရောက်လာတော့လေသူမရဲ့အမေကိုယ်တိုင်ဗီဒီယိုရိုက်ပေးပြီးတက်တော့ပေါ်တင်လာခဲ့ပါတယ် ဆူရတီဦးလေးဟာတရုတ်ဆောင်နာကိုဝါသနာပါပြီးဂုံမုံရဲ့ဇာကားရီထဲကဇဝင်ခန့်လေးကိုလိုက်ပြီးတရုတ်ဆောင်ခဲ့တာပါအခြား TikTok ဗီဒီယိုတွေမှာလည်းအများကြီးဆော့ခဲ့ပေမဲ့ဂုံမုံရဲ့ဇဝင်ခန့်လေးနဲ့ TikTok ဆော့ချိန်မှာတော့ပို့ပြီးတဘာဝကျနေတာကြောင့်ပရိသတ်တွေကသူမကိုဂုံမုံအသေးစားလေးလို့တင်စားနေကြပါတယ် နောက်ပြီး IT အမှုရာတွေကအမှန်တကယ်ပြပြန်လွန်နေတာကြောင့်ပြည်သက်တွေကသူမကိုကလေးတယောက်ဆောင်လောက်ပါလာဆိုပြီးတိုက်တွန်းနေတဲ့သူတွေတောင်ရှိနေပါပြီ။တချို့ကလည်း TikTok ဆော့ရနဲ့တယောက်ဆောင်လောက်တာဟာတူတလုံလုံးနဲ့ကွဲပြားနေတာတွေအများကြီးရှိသလုံးတယောက်ဆောင်လောက်တာကထင်သလောက်မလွယ်ကူတာကြောင့်မြောက်မပေးကြပါနဲ့ဆိုပြီးပြောလာကြတာပါ။ဆိုရတီဦးလေးကတော့အခုချိန်ထိတရုတ်ဆောင်ဘက်ကိုကူးပြောင်းမဲ့ရိပ်ရောင်မရှိသေးပေမဲ့တစ်တော့ဆယ်လီဖြစ်လာရင်ကြောင်ညာရီခေါ်ရိုက်ကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကရှိနေတာကြောင့်မကြောက်ခင်မှာကြောင်ညာရီရိုက်ကူးရတော့မှလို့ထင်ကြပေး နေကြတာပေါ့အခုခေတ်စီပွားရေးလုပ်ငန်းရှင်တွေကတစ်တော့မှနမဲချပြီးပြည်သားပေးမှုများလာရင်တို့ရဲ့စီပွားရေးလုပ်ငန်းတွေမှာကြောင်ညာခေါ်ရိုက်လေးရှိပါတယ်နောက်ပြီးဆွေရတီဦးလေးကအတိုင်ငယ်သေးတာကြောင့်သူမသာတရုတ်ဆောင်အလုပ်ကိုအမှန်တကယ်ဝါသနာပါပြီးဒီဇိုင်းမမတ်ကြိုးစားမယ်ဆိုရင်ဂုံးဘော်လိုတရုတ်ဆောင်ကောင်းတယောက်ဖြစ်လာနိုင်ပါတယ် ဆူရတီဦးလေးရဲ့ IT အမှုရာတွေကိုတရုတ်ဆောင်ဂုံမောင်ကတော့သဘောချပြီးသူမရဲ့ TikTok ဆော့ထားတဲ့ဗီဒီယိုအောက်မှာချီချိုစကားတွေပြောထားပါသေးတယ်။ဆူရတီဦးကလည်းဂုံမောင်ကိုအများအားလေးစားပြီးအချားရတဲ့အနုပညာရှင်တယောက်လိုပြန်ပြီးပြောလာခဲ့တာပါ။သူမအနေနဲ့တရုတ်ဆောင်ဂုံမောင်ကြောင့်ပရိသတ်အပေးမှုများလာပြီးနာမည်ကြီးလာတာကြောင့်ဂုံမောင်ပေါ်မှာလေးစားအချားမိကြောင်းထုတ်ပြောလာတာပါ။လက်ရှိချိန်မှာတော့ဆူရတီဦးလေးကကျောင်းပညာရေးကလည်းမပြီးပြတ်သေးတာကြောင့်တရုတ်ဆောင်လုပ်ဖို့ကိုအချိန်မပေးနိုင်လောက်သေးပါဘူး။ဒါကြောင့်လည်းအနုပညာအလုပ်တွေနဲ့ပတ်သက်ပြီးသူမဘက်ကနေ တစုံတရာထုတ်ပြောခြင်းမရှိသေးတာပေါ့ပရိသတ်တွေကတော့အိုက်တင်အမှုရာကောင်းတဲ့ဆုရတီအိုးကိုကလေးတယောက်ဆောင်တယောက်ဖြစ်မြင်တွေ့ခြင်းတွေကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောဂုံးမောင်နဲ့တူလို့နာမည်ကြီးနေတဲ့ဆုရတီအိုးလေးကိုတယောက်ဆောင်တယောက်ဖြစ်မြင်တွေ့ရတော့မှလားဆိုတော့ခံမပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆလပ်ပြီး celebrity သတင်းများအတွက် ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ